်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဘုရားသခင်ရဲ့ခြေတော်ကိုချီးမွမ်းပါတယ်ဝိညာဉ်မျက်စိအလေးအကျင့်ဆိုတဲ့ကောင်းစဉ်နဲ့တုတ်တန်အခန်းကြီး3အငယ်24ကနေ26ကိုဆင်ခြင်သွားခြင်းပါတယ် ိတ်သောအခါကြောက်เสียရမရှိရာကောင်းမွန်စွာ အိပ်ပျော်ရလိမ့်မည်ပြင်းမြန်သောဘေးနှင့် လူဆိုးတွေ့သက်သောပျက်စီးရာဘေးကိုကြောက်เสียရမရှိရာအကြောင်းမူကားထာဝရဘုရားသည်တင်ယုံကြည်ကိုးစားရာဖြစ်၍တင်ဤခြေကို မကြော့မိစေခြင်းကဆောင်မတော်မူလိမ့်မည်ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့အတ္တဓာမှာစိုးရင်ကြောက်ရွံ့เสียအမျိုးမျိုးကြောက်ရွံ့ခြင်းကင်းဖို့ ဘုရားသခင်ကိုယုံကြည်ကူစားကြဖို့ဖြစ်တယ်။ကြောက်ရွံ့ခြင်းကင်းစွာနဲ့ဘုရားသခင်ရဲ့မေတ္တာနဲ့တကူတော်ရဲ့တသက်အထောက်အထားတွေကိုသိမြင်ဖို့အတွက်ဘုရားသခင်စီကနေဘုရားမမဆအကူညီမှုလိုအပ်ပါတယ်။ဒီအတွက်ဝိညာဉ်မျက်စိအလေးအကျင့်ရှိနေဖို့လည်းဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးတော့မှဒါဝိတ်ကိုကြည့်မယ်ဆိုရင်16ခုမြောက်သောဆက်လန်အငယ်ရှင်းမှာငါသည်ထာဝရဘုရားကိုအစင်မပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကားငှက်လျက်ရာဘယ်၌တည်ရှိတော်မူသည်ဖြစ်၍ငါသည်လှုပ်ရှားခြင်းမရှိရာ တို့ကြောင့်ငါစိတ်လုံးသည်တာယာခြင်းငါဝิญဉ္ဇသည်လည်းရှင်လန်းခြင်းရှိ၏လို့ဆိုထားတဲ့အခါမှာဘုရားသခင်ကသူနဲ့အတူအမြင်ရှိတော်မူတဲ့အကြောင်းဒါဝိဒ်ယုံကြည်ခဲ့ပါလေသူရဲ့ဆာလံတခြင်းတွေက သူရဲ့ဘဝမှာဘုရားသခင်ရဲ့ယင်းနီးစွာ ပါဝင်ပတ်သက်မှုကိုသူကောင်းကောင်း သိရှိထားတဲ့အကြောင်းကိုဖော်ပြနေပါတယ်။ဒါဝိဒ်လိုပဲကျွန်တော်တို့ဟာကောင်းကင်ဘုံရှင်အဖဘုရားခင်ရဲ့တည်ရှိနေခြင်းနဲ့ဆိုင်တဲ့အထောက်အထားတွေကိုတတိပြုမိစေဖို့အတွက်ကျွန်တော်တို့ရဲ့ဝိညာဉ်မျက်စိအလေးအကျင့်ကိုလေ့ကျင့်ပေးသင့်ပါတယ်။ဝိညာဉ်မျက်စိနဲ့မြင်ခြင်းဆိုတာကအခုရုပ်ပိုင်းဆိုင်ရာအချက်အလက်တွေနဲ့မြင်ရတဲ့အရာမျိုးတော့မဟုတ်ပါဘူး။ဝိညာဉ်မျက်စိအလေးအကျင့်ဆိုတာကကျွန်တော်ဘဝရဲ့နေထိုင်မှု ုံစံတစ်ခုပဲဖြစ်တယ်။ကျွန်တော်တို့မတ်သဲအခန်းကြီး9အငယ်10မှာစိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကားထိုသူတို့သည်ဘုရားသခင်ကို မြင်ရကြလက်တန်းလို့ဆိုထားပါဗျ။ပြာဒခင်နဲ့အတူရှောက်လန်းနေတဲ့သူတွေဟာမတန်ရှင်းတဲ့အတွေးတွေအကျင့်တွေအလေးအကျင့်တွေသဘောထားတွေနဲ့ပြောဆိုမှုတွေကို ချုပ်ကင်ထားနိုင်ပါတယ်အပြစ်ကိုလည်းနှုတ်ကပတ်တော်နဲ့တန်ရှင်းသောဝိညာဉ်တော်ကိုနာခံခြင်းအပြင် အပြစ်ကိုအဝေးကိုနင့်ထုတ်နိုင်ပြီးတော့ဖြောက်မှတ်ခြင်းမှာအသက်ရှင်နေနိုင်ပါလေရလက်အနေနဲ့ကတော့ဒီလိုယုံကြည်သူတွေဟာပြာသခင်ရဲ့မျက်မှောက်တော်နဲ့သူတို့ရဲ့အသက်တာအခမ်းကဏ္ဍအမျိုးမျိုးမှာသိရှိနားလည်မှုနဲ့အတူထက်မြက်စေတဲ့ဝိညာဉ်ရေးဆိုင်ရာ ရှင်းလင်းပြသမှုရှိပါတယ်ကျွန်တော်အနေနဲ့တနေ့တာကုံဆုံးပြီးတော့ညအိပ်ရာဝင်တဲ့အချိန်ပြာသခင်နဲ့ပြန်လည်စကားပြောဆိုတဲ့အခါမှာ ကျွန်တော်ရဲ့တဏိတာအဖြစ်အပျက်တွေကိုပြန်ပြီးတော့တတိယဆင်ခြင်အောင်မိပါကျွန်တော်တို့တကယ်လုပ်နေတဲ့အလုပ်နေရာမှာဘုရားခင်ရဲ့လက်ရာတော်တည်တည်ထင်ရှားခြင်းတွေဆုံးဖြတ်ချက်တခုကိုဘုရားခင်ကဘယ်လိုလမ်းညွှန်နေခဲ့သလဲကျွန်တော်တို့ရဲ့မေခွန်းတွေကိုဘုရားခင်ကဖြေခဲ့သလားခက်ခဲတဲ့အခြေအနေတခုမှာဘုရားခင်ကကာကွယ်ပေးခဲ့သလားကျွန်တော်တို့ရဲ့လူမှုရေးရာတွေမှာဘုရားခင်က ကူညီပေးခဲ့သလား ကျွန်တော်ရဲ့အသက်တာမှာဘုရားသခင်ရဲ့လက်ရာတွေကိုတံပိုးထားပြီးတော့လေးမြတ်ခြင်းကကျွန်တော်နှလုံးသားထဲမှာဘုရားသခင်ရဲ့မေတ္တာအစစ်အမှန်ကိုပို့ပြီးတော့နှက်ဆိုင်စွာ နားလည်သိရှိစေပါれကျွန်တော်ယုံကြည်သူတွေအနေနဲ့ဝိညာဉ်မျက်စိအလေးအကျဉ်းအားဖြင့်ကျွန်တော်ကိုယ်အတွက်မြင်တွေ့နေရမယ်ဆိုရင်ဘုရားသခင်ရဲ့ကြီးမြတ်တဲ့တကူတော်တသက်အထောက်အထားတွေဟာကျွန်တော်အသက်တာရဲ့နေရာတိုင်းမှာရှိနေတာကို တွေ့ရမှာဖြစ်တယ်။ကြည်ကြည်ပြန့်ပြန့်ဖွင့်ထားတဲ့ဝိညာဉ်ရည်ရမျက်စိအားဖြင့်လောကကိုကြည့်ရှုခြင်းကကျွန်တော်အမြင်ကိုပြောင်းလဲစေမှာဖြစ်တယ်။ကျွန်တော်ဟာကျွန်တော်အတွင်းမှာကဲဝတ်တော်မူတဲ့ကျွန်တော်ရဲ့မေတ္တာရှင်ဘုရားသခင်အားဖြင့်ချစ်ချင်းမေတ္တာနဲ့အတူစိတ်ချမှုအပြည့်နဲ့အသက်ရှင်သွားနိုင်မှာဖြစ်တယ်။ကျမ်းစာဆင်ခြင်ခဲ့တဲ့သူတိုင်း ဝิญဉ္ဇေယျမျက်စိအလေးအကျင့်နေ့တိုင်းပြုနေတဲ့အခါမှာကျွန်တော်အတွင်းမှာကိန်းဝတ်နေတော်မူတဲ့ဘုရားသခင်ကနေအတ္တတာရဲ့ကန္နာတိုင်းမှာလှုပ်ဆောင်ပြီးနေကြောင်းအမြဲမြင်တွေ့ခံစားနေနိုင်ကြပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆောအပ်ပါသည်။